မိဘပြည်သူများကိုသတင်းလေးတွေမတင်ဆက်ပေးခင်မှာကျမမေတ္တာရခံကျင်တာလေးတစ်ခုရှိပါအရှင်အဓိကတော့မြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့မိဘပြည်သူများအားလုံးနဲ့မြန်မာနိုင်ငံအရေးမှာဝင်ရောက်လှုပ်ရှားနေကြတဲ့အင်အားစုတွေအားလုံးကိုကျမမေတ္တာခံကျင်တာပါရှင်ဒီ2025ခုနှစ်မြန်မာရိုးရာကြံပွဲတော်ကအကြခင်မှာကျင်းပတော့မှာဖြစ်ပါရှင်အခုဒီနှစ်ကကျမတို့နိုင်ငံရဲ့ကမ္ဘာဒရမ်မဲ့ရင်ကျေးမှုအမွေနဲ့စတင်ပြီးတော့ဝင်ရောက်တဲ့နှစ်ဖြစ်ပါရှင့် UNESCO ဝင်ခဲ့တာပေါ့နော်မြန်မာတကြံဟာဒီတော့ဒီနှစ်မှာကျမတို့က အမှားရင်းမရှိဘဲနဲ့အောင်မြင်စွာဒီဇံပွဲတွေကိုကျင်းပနိုင်ဖို့လိုပါရှင့်နိုင်ငံတော်ဆိုအနေနဲ့လည်းကျင်းပနိုင်ဖို့အတွက်ကိုစူးစမ်းနေပါတယ်ဒီနေရာမှာ PDF တွေနဲ့တော်နိုင်ရေးကိုအားပေးတဲ့သူတွေရဲ့အယူဆလွဲမှုလေးတွေလည်းကျွန်မနည်းနည်းလေးပေါ့နော်ပြောပြချင်ပါတယ်နိုင်ငံတစ်ခုမှာစစ်တိုက်တယ်ဆိုတာကဒါဖြစ်လေဖြစ်တာရှိရဲ့ကိစ္စပေါ့နော်အဲ့လောက်ထိကကျွန်တော်တို့လက်ခံပေးလို့ရတယ်လူတွေဆိုတာကတော့ရှင်ကြိုက်ကြိုက်မကြိုက်ထားချကြမှာပဲဟုတ်တယ်မလားဒါပြဿနာမရှိဘူးဒါပေမဲ့ စစ်ပဲတိုက်တိုက်ဒါပဲလို့လို့အနာယူရတဲ့အချိန်ဆိုရှိရဲ့ရှင်။ပြီးတော့ကိုနေထိုင်တဲ့အရက်တွေတော့ဒုက္ခမပေးရတဲ့အချိန်လေးဆိုရှိရဲ့။ဒီတကြံကာလဟာကျမတို့ဒီစင်းနေစီကံနှစ်ခုကိုစောင့်ထိုင်ရမယ့်ကာလဖြစ်ပါရဲ့ရှင်။တကြံပွဲတော်မှာအချိန်ကလူရန်းစားတွေဈေးရောင်းရတယ်။အဲ့ဒီအတွက်စာဝတ်နေရေးတွေပြည်လေတယ်။တကြံပွဲတော်ကတစ်ခုခုဘုံပေါက်တာဘာညာပေါ့နော်။အဲ့လိုမျိုးဖြစ်မယ်ဆိုရင်ဒီလူတွေရဲ့စာဝတ်နေရေးအဲ့ကုန်ခက်ခဲကုန်ပါရှင်။ဒီလားဒါဟာတော်လိုင်းရင်းနဲ့လည်းမဆိုင်တော့စာဝတ်နေရေးအတွက်ကိုထမင်းရှာရတဲ့ကိစ္စရက်တစ်ခုဒါတော်လိုင်းနဲ့ဘာမှမဆိုင်ဘူး ပြီးတော့တော်လန်ရေးပတ်ကိုအားပေးပြီးနိုင်ငံခြားမှာနေတဲ့သူတွေကပြည်သူလူထုနဲ့အနီးမိဘပြည်သူတွေပေါ့နော်ပြောထားတဲ့အယူဆတစ်ခုရှိတယ်။တကြံမှာပါဝင်စင်နွဲတယ်။တကြံကောင်းကောင်းမွန်မွန်ဖြတ်ကျော်သွားနိုင်တယ်ဆိုရင်ဒီဆိုးရနာမည်ရရတယ်ဆိုပြီးတော့ပြောတာပေါ့နော်။ဒါကြောင့်ပြည်သူတွေကိုတကြံပွဲလို့ဆိုရင်မစင်နွဲနဲ့ဖြတ်လို့ဖြတ်စီလို့ဆိုတဲ့ပုံစံမျိုးတွေပြောတာဟာပါရင်းနေပါရှင့်။တကြံပွဲလို့ဆိုတာဟာနိုင်ငံတော်အစိုးရအတွက်ဆိုတာထက်ပြည်သူလူထုအတွက်သာဖြစ်ပါတယ်။ နိုင်ငံဒီမှာရှိရဲ့ရင်ကျေးမှုတွေနဲ့ပတ်သက်ပြီးတော့ပွဲတော်တွေဟာဆိုရင်ပြည်သူလူထုရဲ့ဝင်ငွေလမ်းကြောင်းစီကိုကောင်းမွန်စွာရရှိနိုင်ဖို့အတွက်အခုနောက်ပိုင်းမှာအသုံးပြုလာတာဖြစ်ပါရဲ့။ဒါကြောင့်ဒဇန်ပွဲတော်ဟာအခြေခံလူရန်းစားတွေအတွက်ပတ်စံရမယ့်နေ့တွေပါနော်။ဒါကကျမတို့ကိုချင်းစာစိတ်လေးနဲ့တချို့နေရာလေးတွေမှာစစ်ဖြစ်နေရဆိုတော့မှခဏရက်တန့်ပေးရတဲ့အချိန်တွေရှိရလေ။ဒဇန်ကာလအဲ့လိုအချိန်ပဲရှင့်။ကျမတို့အဲ့ဒီကာလမှာခဏလေးရက်တန့်ပေးကြပါလို့ကျမအားလုံးမေတ္တာခံချင်တာပါရှင်။ ဒါကြောင့်ကျမတို့အခုတကြံပွဲတော်ကအခြေခံလူရန်စားတဲ့အတွက်အသက်ရှူပေါက်လေးတစ်ခုဖြစ်တဲ့အတွက်အင်အားစုများအားလုံးကကိုချင်းစာစိတ်လေးနဲ့စစ်ပွဲကိုတကြံကာလအတွင်းမှာခက်တာခဏရက်တန်ထားပေးဖို့အတွက်လည်းကျမမြစ်တန်ခံတာပါရှင်။ရက်ကန်နေတဲ့ကာလမှာဘာလို့လို့လို့မှမသိဘူးဆိုတော့တကြံပွဲတော်နှွှဲပြော်လိုက်ကြပါရှင်။တကြံပွဲတော်ဆိုတာကအုတ်လက်မန်တက်လေးထိုးလဲတကြံပဲလေ။ရေခွက်လေးနဲ့ရေလောင်းနဲ့တကြံပဲရှင်။ဒါကြောင့်ဒီအချိန်ကာလမှာခဏရက်လိုက်ကြပါခက်တာခဏပါပဲရှင်။တကြံကာလဘလောက်မှမကြပါဘူးရက်ပိုင်းလေးပဲကြပါတယ်။ အဲ့ဒီအချိန်လေးမှာမစ်ရှင်တွေရှိရဆိုလဲဖြတ်လိုက်ပါမလုံကြပါနဲ့ပြည်သူလူထုတွေအေးအေးဆေးဆေးရေပတ်ကစားပြီးတော့စီးပွားရေးလုပ်ကြပါစေရှင့်ဒါဟာနိုင်ငံတော်အတွက်ပါဆိုပြီးတော့ကိုကိုခရင်ထားတဲ့သူတိုင်းလှုပ်ဆောင်တဲ့ကိစ္စသာဖြစ်ပါတယ်ပြည်သူလူလည်းခဏလေးအနာလေးပေးကြပါအောင်ပေါ့နော်ဇံပြီးတော့မှပဲဆက်ချကြတာပေါ့ရှင့်လိုပဲပြောရအောင်ပေါ့နော်ဒီတော့ဇံကာလလေးယူတော့အနေအကင်းစွာနဲ့ဖြတ်တန်းစေချင်ပါတယ်အချိန်ကလူလန်းစားတွေဈေးလေးတွေရောင်းကောင်းပြီးတော့မိသားစုတဝမ်းတစ်ခါအတွက်ပြည်လဲစေချင်ပါရှင့် ပျော်ကြတဲ့သူတွေလည်းအနီးအစိမ်းမကွဲပြားပဲနဲ့ကျမတို့ပြည့်ပြည့်ရှုရှင်ကျင်းပနိုင်စေကြပါရှင်။ဒါလေးတော့ကျမတို့မြန်မာနိုင်ငံသားများအားလုံးကကိုယ်နိုင်ငံအကျိုးကိုယ်နိုင်ငံမှာရှိနေပြည်သူတွေနဲ့နာလေးကိုထောက်ထားပြီးတော့ခိတခဏတီးခန့်ခြင်းအဖြစ်အတ္တလေးတွေခဏလေးရပ်ပိုင်းလေးပဲနော်တီးခန့်မှာရပ်ပိုင်းလေးပဲရှော့လိုက်ခြင်းအဖြစ်ကျမတို့တကြံပွဲတော်ကြီးကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ကမ္ဘာလယ်မှာမျက်နှာပြောင်းမယ်ကိစ္စတွေ နိုင်ငံတော်ဂုံတိတ်ခါကြရမယ်ကိစ္စတွေနိုင်ငံသားတွေရဲ့ဂုံတိတ်ခါကြဆင်းရမယ်ကိစ္စတွေမပြုတ်လောက်ကြပါနဲ့လို့ကျွန်မအထူးမြတ်တာမြစ်တာအခန့်ချက်လေးပေါ့နော်ဒါလေးကိုကျွန်မသတင်းမတင်စကင်းလေးမှာပထမအောင်ဆုံးတင်ဆက်တာဖြစ်ပါတယ်ရှင်ဒီပတ်ပြည်သူများရှင်ကျွန်မယနေ့ပထမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းလေးကတော့သတင်းကောင်းလေးပါရှင်သတင်းကောင်းလေးကဘယ်သူတွေအတွက်လဲဆိုတော့ဒီနှစ်မှာစံတန်းဆောင်ဝေးပွဲကိုမဖြေနိုင်တဲ့ចောင်းသားတွေအတွက်သတင်းကောင်းဖြစ်ပါရှင့် ဲ့ဒရင်ကတော့တေချာဘောက်ကိုဖတ်ပြတဲ့နဲ့အတွက်အတိပေးတဲ့နဲ့အတွက်ကျွန်မတေတေချာလေးနဲ့နဲ့လေးတင်ပြပေးချင်ပါရှင်ဒရင်လေးကိုစပြီးတော့ဖတ်ပြမယ်เนาะဒီမတ်လ25ရက်နေ့မှာဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကိုကျင်းပခဲ့ပါရှင်အဲ့ဒီအစည်းအဝေးကိုနေပြည်တော်မှာကျင်းပခဲ့တာဖြစ်ပါရှင်ရုံးချုပ်မှာကျင်းပခဲ့ပါတယ်အစည်းအဝေးမှာဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့အတွင်းရေးမှုတွေတွဲဖက်အတွင်းမှုတွေနဲ့အဖွဲ့ဝင်တွေအားလုံးတက်ရောက်ကြပါရှင်ဒီပွဲလေးမှာအရေးကြီးတဲ့အချက်လေးပေါ့နော်အဲ့နှစ်ခုကိုကျွန်မအရင်ဆုံးပြောပြမယ်ရှင် အဲ့ဒီမှာနှစ်ခုမှာတစ်ခုကကြရွေးကောက်ပွဲနဲ့ပတ်သက်တာနောက်တစ်ခုကပညာရေးပညာရေးမှာကြတော့အဲ့စနစ်တန်းမှာမဖြေနိုင်တဲ့ကလေးတွေအတွက်ဟုတ်လားအဲ့ဒါလေးကျွန်တော်ပြောပြချင်တာရွေးကောက်ပွဲအရင်ဆုံးပြောပြမယ်နော်အဓိကရွေးကောက်ပွဲအတွက်ကိုသူကမဲဆန္ဒရှင်စည်ရင်းနေမမှန်ကန်ရရှိစေဖို့အတွက်ကို2024မှာလူဦးရေနဲ့အိမ်ကျောင်းရာသကောင်စင်းကိုကောက်ယူပေးတာဖြစ်ပါရှင်ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်ကိုလူဦးရေသကောင်စင်းကိုတရားလေးစီမံထားပါဘောနော်ဒါကြောင့်ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ် ်နောက်နှစ်ပေါ့နော်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာအတွင်းပေါ့နော်ကျင်းပဖို့အတွက်ရှာထားတယ်လို့သိရပါရဲ့ရှင့်မြို့တို့ပင်ဖြစ်စေကမဟုတ်တဲ့ဒီလာမယ့်နှစ်ဇန်နဝါရီလအတွင်းမှာရွေးကောက်ပွဲရောအောင်မြင်စွာကျင်းပပြီးစုဖို့လိုပါတယ်ဆိုပြီးတော့အတိအကျပြောထားပါရဲ့ရှင့်ရွေးကောက်ပွဲကတော့တေချာသွားပါပြီနော်လုံးဝလုံးဝတေချာသွားပါပြီရှင့်ပြီးတော့ဒီရွေးကောက်ပွဲမှာဆိုရင်မဲမတမာမှုပြုလုပ်ဖို့အတွက်မလွယ်ကူတဲ့စနစ်ဖြစ်တဲ့ electronic voting machine စနစ်နဲ့ဆန္ဒမဲပေးဖို့အတွက်ကိုလည်းကြိုတင်ပြင်ဆင်နေရဲဆိုပြီးတော့ပြောထားပါရှင့် နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက်ကိုဥပဒေနဲ့အညီခွင့်ပြုပေးထားရှိရဲအကြောင်းမျိုးမျိုးကြောင့်စီကတ်သတ်မှတ်ချက်တွေကြောင်းတော်သွားတဲ့အတွက်ပယ်ဖျက်ခဲ့ရတဲ့ပါတီတွေလည်းရှိရဲဆိုပြီးပြောထားပါတယ်အဓိကကတော့နိုင်ငံရေးပါတီအနေနဲ့ပေါ့နော်ကိုကနိုင်ငံရေးပါတီဖြစ်နေပြီဆိုရင်ဥပဒေကိုသိရှိရမှာဖြစ်တယ်ဆိုပြီးတော့ပြောကြားထားပါရှင့်ပြီးတော့နိုင်ငံရေးပါတီနဲ့ပတ်သက်ပြီးတော့ဥပဒေထက်မှာမြည်သူမျှမရှိစေရဆိုတဲ့အတိုင်းနိုင်ငံရေးပါတီတွေဟာဥပဒေတိုင်းသာဆောင်ရွက်ကြပါဆိုပြီးတော့အစည်းအဝေးထဲမှာထည့်သွင်းပြောကြားတင်ဆက်သွားကြပါရှင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနေငယ်ထည့်သွင်းပြောကြရမှာတော့ NLD ပါတီပေါ့နော်အခုဆိုမေးခွန်းနေရာထွက်ကြရလေရွေးကောက်ပွဲမှာ NLD မပိုင်ဖြစ်ရလားဆိုတော့ကျမမေးချင်တာ NLD ဟာဥပဒေအထက်မှာရှိရလားရှင့်ခါကြရင်ကျမတို့ကလေဒါလိုချင်တာကိုပဲပေါ့ဆောင်လို့မရအောင်နိုင်ငံရဲ့ဥပဒေကိုလည်းတခြားလောက်စောင့်ကြည့်ကြည့်ရအောင်မယ်ရှင့်နိုင်ငံတော်ဘာကပါတီနဲ့ပတ်သက်ပြီးတော့လုပ်ပေးထားတဲ့စီမင်းစစ်ကတ်တွေရှိပြီးသား NLD ကအချိန်ကျော်လွန်သွားခဲ့တာအဲ့ဒါဘာကြောင့်လဲဆိုတော့ NLD မှာပေါ့နော်လက်ရှိကျန်နေတဲ့ စီးစီလေးကိုတိုင်ကိုကလှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာခက်ခဲနေလို့ရှင်သူတို့ကဒီပါတီအဟောင်းလက်မူလလက်ဟောင်းပါတီကိုလက်မလွတ်ချင်ဘူးလက်မလွတ်ချင်တဲ့အတွက်ဒီကနေအချိန်ကြာမှုတွေရှိရယ်ပါတီဆိုတာကလည်းရှင်သူ့ဖွဲ့စည်းပုံနဲ့သူရှိရဥက္ကဋ္ဌရရှိမယ်စီးစီလေးရှိမယ်အဖွဲ့ဝင်တွေရှိမယ်အဲ့ဒါကြီးအားလုံးကတော့ရဲရောက်တဲ့သူကရောက်နိုင်ငံခြားပြည်တဲ့သူကပြည်ဥက္ကဋ္ဌဆိုရင်လည်းလက်ရှိမှာဒေါအောင်ဆန်းစုကြည်အနေနဲ့ကတရားဥပဒေရ အရေးယူခံထားတဲ့အခြေအနေဒီလိုမျိုးခက်ခဲတွေအများကြီးရောက်သူတို့ဒီ DND ကိုလက်လွတ်ပြီးတော့မှသာရွေးကောက်ပွဲဝင်လို့ရမယ်အခြေအနေမှာသူတို့မလက်လက်မလွတ်ခဲ့ဘူးရှင်ပါတီပေါ်တစ္ဆာခံမယ်ဆိုရင်တော့နိုင်ငံတော်ပေါ်မှာတစ္ဆာခံဖို့အပြည့်အဝစဉ်းစားလို့မရတဲ့အခြေအနေသူတို့ကြုံသွားတာရှင်ဒါကြောင့် NND ကပြုတ်ကျကြံခဲ့တာပါဥပဒေအရအောင်ဖြုတ်ချခံရတာပေါ့နော်ဒါအောင်ကျင့်တတ်မှုမရှိဘူးဆိုရင်တော့ကြိုက်တဲ့နေရာကနေကြိုက်လို့စစ်ဆေးလိုက်လေ NND ကိုတမင်ထားခဲ့တာမှမဟုတ်ပါရှင်ဥပဒေအတိုင်းကိုစစ်စစ်ပြီးတော့ထားခဲ့တာရှင်ဒီတော့ ့ NLD မပါဝင်လာရခြင်းအကြောင်းရင်းဒီ NLD ရောက်ပါပဲရှင်။ဒါဟောတော့မိဘပြည်သူများအားလုံးနားလည်လွယ်ဖို့လိုတယ်။ရိုးရှင်းစွာသိရှိဖို့လိုပါရှင်။ဒီအပိုင်းမှာဆိုရင် USDP ပါတီဥက္ကဋ္ဌဖြစ်တဲ့ဥက္ကိရင်ရလဲ NLD ပါတီပေါ့နော်ရုပ်ောက်ဝဲမှာမပါဝင်တဲ့အကြောင်းရင်းကိုလူမှုကွန်ရက်မှာရှင်းပြထားတွေ့ပါရှင်အယုံနာတော့ပေါက်သွားတယ်ပေါက်ရတဲ့အကြောင်းရင်းရလဲရှင်းပါရှင်ကောင်းကောင်းမွန်မွန်ရှင်းပြပေမဲ့တချို့တွေကလိုရာဆွဲတွေးပြီးတော့တိမ်တဲ့မီဒီယာတွေရှိရဲ့ရှင်အဓိကပြည်ပြေးမီဒီယာတွေပေါ့နော် ဟိုကိုဘကမီဒီယာတွေကတော့မှာပါတီဥက္ကဋ္ဌတွေမှာတွေကတခုခုအဲ့လိုထပြောလို့ရှိရင်တိတ်ပြီးတော့တင်တာဘာညာတိတ်မရှိဘူးသူတို့စီကချက်ချင်းယူတင်တာသူတို့ကလေဒါချက်ချင်းယူတင်တာဘယ်ချိန်ကြီးကချောင်းနေမှမသိဘူးဘုံတော့ယူတင်တဲ့ချိန်ကျတော့ဥက္ကဋ္ဌပြောတာကအမှန်တရားပဲဥပဒေအတိုင်းပဲပြောတာကိုသူတို့က NLD ပါတီနဲ့ပတ်သက်ပြီးတော့မကျေနပ်ချက်တွေပေါ့ရှင်ဒီမှာကလုံးရောထွေးပြီးတော့ဥက္ကဋ္ဌပေါ်မှာလဲဝေဖန်မှုတွေနဲ့ပြင်းထန်စွာနဲ့အစဲခံရတာပေါ့ရှင်းပြောမစွတ်တဲ့ပြောမစွတ်အစဲခံရတာပေါ့အဲ့လိုဖြစ်သွားပါရဲ့ရှင်ကျမနိုင်ငံအခါကြရင်လေ အမှန်တရားကိုလိုချင်တာမဟုတ်ပါဘူးသိလားအမှန်တရားကိုသိချင်တာလည်းမဟုတ်ဘူးကိုသိထားတဲ့အရာကိုအမှန်တရားဆိုပြီးတော့လူတိုင်းလက်ခံစေချင်တာရှင်အတတ်တတော်ကြည်သွားပြီပေါ့နော်ဒါကြောင့်လေဒီတော့ပါတီအနေနဲ့က NLD ပါတီဆက်လက်ရှိနေခြင်းမရှိနေခြင်းပေါ်မှာဘယ်သူမှဝင်ရောက်ပြီးတော့ဆွတ်ဖက်ပြီးတော့ ်စဉ်းစားဆုံးဖြတ်လိုက်ရတဲ့ကိစ္စလည်းမဟုတ်ဘူးရှင်ဥပဒေတိုင်းပဲစီမင်းစည်းကမ်းတိုင်းပဲသွားရတာရှင် NLD ပါမမြန်မာနိုင်ငံမှာရွေးကောက်ပွဲဖြစ်ရမယ်ဆိုပြီးတော့ဘယ်ဖရားဟောထားလို့လဲရှင်စစ်မှားလို့ပဲမရတော့မှာ NLD ပါမမြန်မာနိုင်ငံရွေးကောက်ပွဲရတရားမျှတပါမယ်ဆိုရင် NLD ကိုပြောလေဝန်ထမ်းအောင်စူးစမ်းခိုင်းလေရွေးကောက်ပွဲဝန်ထမ်းအောင်လို့စီမင်းစည်းကမ်းတွေသူတေချာလုပ်ပြီးသူ့အတူပြန်လဲဖွဲ့စည်းတည်ဆောက်ပြီးလုပ်နေသူဘာလို့မလုပ်လဲရှင်သူကအဲ့ဒီအဟောင်းကိုတလဲနေဖြစ်နေရလေလမ်းသစ်ဖွင့်ဖို့အတွက်ကိုသူမစဉ်းစားနိုင်တာလေဒီတော့အပြစ်ရှိခြင်းရှိ သူ့မှာရှိရရှင့် NLD ပြက်စီးရခြင်းအကြောင်းရင်းဟာ NLD အဖွဲ့ဝင်တွေကြောက်ပဲရှင့်တခြားလူလက်နိုးလိုက်ထိုးလို့မရဘူးသိလားအဲ့လိုဇလန်းလေးတော့ရှိရပါတော့ဒီတော့ပါတီပါခြင်းမပါခြင်းဟာမြန်မာနိုင်ငံမှာရှိရနိုင်ငံရေးပါတီတွေပေါ်မှာနိုင်ငံတော်ကစီးကြက်ထားတဲ့စီမင်းစည်းကမ်းတိုင်းအားလုံးပေတံနဲ့အကုန်လုံးတိုက်ချပေးရမှာပဲရှင့်ဟင်းသီးခင်းရွက်တစ်ခုဓာတ်နဲ့တိကနဲ့ဖြတ်လိုက်လို့မျိုးဓာတ်ထက်ထက်နဲ့တိကနဲ့ဖြတ်လိုက်တယ်လို့မျိုးအားလုံးကတိတိကျကျပဲပြက်ပြက်သားလုံးဝမရှင့်ဟိုဟာလေးတော့နည်းနည်းလေးဖြတ်မယ်ဒီဟာလေးတော့အတူလေးထားမယ်ဒီဟာလေးတော့အရှိလေးထားမယ်ဆိုပြီးလောက်ရအောင် ဥပဒေအထက်မှာနေကျင်ကြလို့လားအနေဒီရလူတွေကအနေဒီနဲ့ပတ်သက်တဲ့လူတွေကဒါဆိုရင်ဥပဒေအထက်မှာအနေဒီနေမယ်ဆိုရင်ဥပဒေအထက်မှာနေဖို့အတွက်အခြားဖွဲ့စည်းလည်းစူးစမ်းမှာပေါ့ရှင်ကိုနည်းကိုယ်ကလည်းအဲ့တော့မတရားလို့မပြောနဲ့လေသိလားကျမောက်နိုင်ငံအဲ့လိုအခြေအနေရှင်အမှန်တရားတွေလည်းမသိတော့ဘူးဆိုတော့အတ္တတွေပဲရှိတော့တာသိလားအဲ့လိုအခြေအနေတော့ရှိပါရှင်ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်မပြောပြရတာ